နိုဝင်ဘာလ3ရက်ခொနေကောင်းပြီးအားလုံးအတွက်တနေ့တာဟောစလဲလေးဖြစ်ပါလေဗျမိတ်ဆွေပေါင်းကြီးပွားတိုးတက်အောင်မြင်ပြည့်စုံနိုင်ကြပါသည်မိမိကိုယ်ကိုယ်လည်းကောင်းမြည်တဲ့ကောင်းအောင်ရွယ်ဆောင်တော်မူနိုင်ကြပါသည်လို့လိုက်လိုက်လေလေစုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာရှင်ဦးတော်တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစလဲလေးဖြစ်ပါလေဗျတနင်္ဂနွေသားသမီးများကဒီလိုနေမျိုးမှာကွန်ကားကြောင့်ကွန်ပျူတာကင်မရာ ငွေစုငွေချေးအတွေ့အကြုံတွေ့ဆက်ဆိုင်ရာကိစ္စတွေအခုတဲ့စက်ပစ္စည်းအဝယ်ရောင်းလုပ်ငန်းတွေစံစီစေးစားရောင်းဝယ်ဖောက်ကားခြင်းအလုပ်တွေပြုလို့ဆောင်ရွက်နေတဲ့နေ့ဖြစ်ပါတယ်ကြဒီလိုနေမျိုးမှာတနေ့တင်းငွေသားသမီးများကန်ရရဲ့ထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အဖြူရောင်းအညို့ရောင်းများများပါတဲ့ဝယ်စားသုံးဆောင်တွေကိုအားပြုဝတ်စဉ်သုံးဆွဲသင့်ပါတယ်ကန်ကောင်းလက်ရှင်စေးတဲ့ကနန်းတွေနံပါတ်တွေကတော့နှစ်ကနန်းသုံးကနန်းတို့ ြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတွေရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာပဲရောင်းရင်ရောင်းရင်ဘာရောင်းတာပဲဖြစ်ဖြစ်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းလုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုကြာသံတော်လေးတထုံနဲ့အစင်းပြကြာသံအထုံလေးပေါ့ဗျာစင်းချင်းကြာသံပဲဖြစ်ဖြစ်ကိုယ့်အကူကြာသံအပြီကိုပဲပြန်ပဲထုတ်တာပဲဖြစ်ဖြစ်ကြာသံတော်လေးနဲ့တို့အခေါက်ရိုက်ပုတ်ပြီးတော့စူတောင်းသင်ပါတယ်ဒီနေ့ကံပွင့်ကံပြည့်ဇေဘုအတွက်ဆိုရင်တော့ မရှိသေးတဲ့နွမ်းပါတဲ့မိတ်ဆွေအတိမိတ်ဆွေတွေကိုတည်တည်မတည်တည်ပေါ့ဗျာမရှိနွမ်းပါသူတွေကိုငွေ3ကရံဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ဒီမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့တနင်္လာသားမိတ်ဆွေများအတွက်တနေ့တာဟောတဲ့လေးပါဗျာတနင်္လာသားမိတ်ဆွေများကဒီလိုနေမျိုးမှာစံစီစေးစားရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းတွေစက်တူစာချုပ်စာရဲစာရဲဆိုင်ရာကိစ္စတွေ တာသမီလက်အောင်ငယ်သားနဲ့ပတ်သက်တဲ့အလုပ်တွေပြုလို့ဆောင်ရွက်တဲ့နေ့လေးဖြစ်ပါတယ်ဗျဒီလိုနေမျိုးမှာတနင်္လာတာသမီများကန်ရရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အညိုရောင်အစိမ်းရောင်များများပါတဲ့ဝေစားသုံးဆောင်တွေကိုအားပြုဝတ်စဉ်သုံးဆွဲတင်ပါတယ်ကန်ကောင်းလက်ရှင်စေတဲ့ကဏ္ဍတွေနံပါတ်တွေကတော့၃ကဏ္ဍ၄ကဏ္ဍလို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတွေရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင် ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာရောင်းတာပဲဖြစ်ဖြစ်ဘာရောင်းချင်ရောင်းချင်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုဇလုံးလေးတစ်လုံးနဲ့စတိဇလုံးပဲဖြစ်ဖြစ်ကောဇလုံးအစင်းကြီးရဇလုံးလေးတစ်လုံးနဲ့တို့ခောက်ရိုက်ပုတ်ပြီးတော့ဇူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံပြည့်ဇေဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့မိတ်ဆွေဆွေမျိုးညီကိုမောင်နှမတွေကိုစေဝါဒါနကိုတက်နိုင်သလောက်ပေါ့ဗျာစေဝါလေးဝယ်ပေးတာတို့စေဘူးဝါကလေးလှူဒါန်းတာတို့ အဲ့လိုပြုလုပ်ခြင်းအားဖြင့်ကံရရရဲ့ထောက်ကန့်တွေရရှိနိုင်စေမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့အင်္ဂါသားသီးမိတ်ဆွေများအတွက်တနေ့တာဟောစင်းလေးဖြစ်ပါတယ်ကြာအင်္ဂါသားသီးမိတ်ဆွေများကဒီလိုနေမျိုးမှာရွှေဝဲဝါးဝါအလှပြင်ပြင်စီလက်ဖက်ရည်ဆိုင်လုပ်ငန်းတွေမြေမွေဘုံပညာရေးဘာသာရေးဆိုင်ရာလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ကြာဒီလိုနေမျိုးမှာအင်္ဂါသားသီးမိတ်ဆွေများအတွက်ကံရရရဲ့ထောက်ပံ့ရရှိစေဖို့ဆိုရင်တော့ အစိမ်းရောင်အဝါရောင်ညံ့ညံ့ပါတဲ့ဝိစားသုံးဆောင်တွေကိုအာပြုဝိစဉ်သုံးဆွဲသင်ပါတယ်ကံကောင်းလက်ရှင်သေးတဲ့ကဏ္ဍတွေနံပါတ်တွေကတော့၄ကဏ္ဍ၅ကဏ္ဍလို့ဖြစ်ကြပါတယ်ဗျဒီနေ့မှမိတ်ဆွေတွေရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာရောင်းတာပဲဖြစ်ဖြစ်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာပဲရောင်းနေရောင်းနေကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုတိမိထုတ်လေးတထုတ်နဲ့ လဖေးရေလုံးပေါ်ပြတီးမိထုတ်လေးဗာဒစိတ်ဖြစ်ဖြစ်တီးမိထုတ်လေးတထုတ်နဲ့တို့ခေါက်ရိုက်ဖို့ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးခဲ့သူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်လဖေးရေဒါနာပြုခြင်းလူတန်းခြင်းအဖြစ်ကံရရဲ့ထောက်ပံ့တွေရရှိနိုင်စေမှာဖြစ်ပါれခင်ဗျာဆက်လက်ပြီးတော့ဗုဒ္ဓသာသီမိတ်ဆွေများအတွက်တနေ့တာဟောဆရာလေးဖြစ်ပါれကြ ဗုဒ္ဓသာသီမိတ်ဆွေများကဒီလိုနေမျိုးမှာမြေအမွေဖုံပညာရေးဘာသာရေးဆိုင်ရာကိစ္စတွေတည်တည်သောအသည့်နဲ့ကုသန်းရောင်းဝယ်ရေးတည်လူရေးပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းတွေပြုလုပ်ဆောင်ရတဲ့နေ့ဖြစ်ပါလေဗျဒီလိုနေမျိုးမှာဗုဒ္ဓသာသီများကံရရဲ့အထောက်ကရရှိစေဖို့ဆိုရင်တော့အဝါရောင်အပြာရောင်များများပါတဲ့ဝိစားသုံးဆောင်တွေကိုအားပြုဝိစဉ်သုံးဆွဲတင်ပါတယ်ကံကောင်းလက်ရှင်စီတဲ့ကနန်းတွေနံပါတ်တွေကတော့၅ကနန်း 6ခန်းတို့ဖြစ်ကြပါလေကြဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်တော့မီးသီးလေးတစ်လုံးနဲ့အခုခေတ်ဆိုရင်တော့ LED LCD မီးသီးလေးတွေပေါ့နော်မီးသီးလေးတစ်လုံးနဲ့တို့ခောက်ရိုက်ပုတ်ပြီးတော့စုတောင်းတင်ပါတယ်ဖြည်းဖြည်းတော့ခောက်မီးသီးတော့မကွဲနေနဲ့ပေါ့နော်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူလူကြီးမိဘတွေကိုပဲဖြစ်ဖြစ်ပန်းသီး လူရန်ဒါနပြုခြင်းအဖြစ်ကန်ရီးယားရဲ့ထောက်ပံ့တွေရရှိနိုင်စေမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကြာသာသီးသားသမီးမိတ်ဆွေများအတွက်တနေ့တာဟောစံလေးဖြစ်ပါတယ်ဗျာကြာသီးသားသမီးများကဒီလိုနေမျိုးမှာတည်တံ့တော့အသီးနှံကုသရောင်းဝေးတည်ယူပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းတွေအထက်ထိဖက်နဲ့နိုင်ငံခြားလူမျိုးကြားနဲ့ပတ်သက်တဲ့ကိစ္စတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျဒီလိုနေမျိုးမှာကြာသာသီးသားသမီးများကန်ရီးယားရဲ့ထောက်ပံ့ရရှိစေဖို့ဆိုရင်တော့ အပြရောက်အနက်ရောက်များများပါတဲ့ဝိဇ္ဇာသုံးဆောင်တွေကိုအာပြုဝိစဉ်သုံးဆွဲတင်ပါတယ်။ကံကောင်းလက်ရွှင်သေးတဲ့ကဏ္ဍတွေနံပါတ်တွေကတော့6ကဏ္ဍ9ကဏ္ဍတို့ဖြစ်ကြပါတယ်ဗျ။ဒီနေ့မှာမိတ်ဆွေတွေရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်တော့ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာပဲရောင်းချင်ရောင်းချင်ဘာလုပ်ငန်းဘာပဲရောင်းရောင်းကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုတန်ရက်ကတူလေး တန်တူလေးတစ်ချောင်းနဲ့တို့ခောက်ပြီးတော့စူတောင်းတင်ပါတယ်ဗျ။ကွဲမဲ့ပစ္စည်းတွေဆိုတော့ဖြည်းဖြည်းခောက်ပါတော့ဖြည်းဖြည်းတို့ပေါ့။ဒီနေ့ကံပွင့်ကံမြင့်ဇေဝတ်အတွက်ဆိုရင်တော့ကြာရည်သောမိမိတ်ဆွေများကကြီးခဲ့သူလူကြီးမိဘမိတ်ဆွေတွေကိုခကြီးစိတ်ဒါမှမဟုတ်ဖနက်ဖနက်ဝယ်ဖို့ပဲဖြစ်ဖြစ်ဖနက်ဝယ်ပြီးကြောတာပဲဖြစ်ဖြစ်ခကြီးစိတ်လှူဒန်းတာပဲဖြစ်ဖြစ် အဲ့လိုပြုလုပ်ခြင်းအပြင်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ပြီမှာဖြစ်ပါလေခင်ဗျာဆက်လက်ပြီးတော့တောက်ကြသားမိတ်ဆွေများအတွက်တနေ့တာဟောဆန်းလေးဖြစ်ပါလေခင်ဗျာတောက်ကြသားမိတ်ဆွေများကဒီလိုနေမျိုးမှာဝင်းနဲ့ယာရုလိုကိစ္စဝင်းနဲ့ကိစ္စနိုင်ငံခြားကိစ္စလူမျိုးခြားကိစ္စတွေအိုးအိမ်အိုးအဆောက်အုပ်အုပ်ချုပ်မှုဥပဒေရေးရာဆိုင်ရာလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါလေဗျာ ဒီလိုနေမျိုးမှာတောက်ကြသားသမီးများကန္တရာရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အနက်ရောင်အနီရောင်များများပါတဲ့ဝေစားသုံးဆောင်တွေကိုအပြုဝစ်စဉ်သုံးဆွဲသင့်ပါတယ်။ကံကောင်းလက်ရှင်သေးတဲ့ကနန်းတွေနံပါတ်တွေကတော့တုံညာကနန်းတစ်ကနန်းတို့ဖြစ်ကြပါလေဗျ။ဒီလိုနေမျိုးမှာမိစေများရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းကားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာရောင်းတာပဲဖြစ်ဖြစ်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာပဲရောင်းရင်ရောင်းရင်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကို ဒံဝိုးလေးတစ်လုံးနဲ့ဒံဝိုးဟောင်းဟောင်းတေ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 းကြီးကြီးအစင်ပြေရဒံဝိုးလေးတစ်လုံးနဲ့တုတ်ခေါက်ပြီးတော့ဆူတောင်းတင်ပါတယ်ပိန်လျောင်တော့မခေါက်နိုင်ဘူးဗျာဖြည်းဖြည်းပဲခေါက်တော့ဒီနေ့ကံပွေးကံပြင်းစီဖို့အတွက်ဆိုရင်တော့နွမ်းပါသူမိတ်ဆွေပဲဖြစ်ဖြစ်အတိမိတ်ဆွေပဲဖြစ်ဖြစ်မရှိစင်းရတဲ့နွမ်းပါတဲ့သူတွေကိုဒံဝိုးဒေဝိုးအဲတမျိုးမျိုးလှူဒန်းဒါနာပြုခြင်းအဖြစ်ကံရရဲ့ထောက်ပံ့နေပြီ ရရှိနိုင်ပြီမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့စနေသားမိတ်ဆွေများအတွက်တနေ့တာဟောစလဲလေးဖြစ်ပါတယ်ဗျစနေသားမိတ်ဆွေများကဒီလိုနေမျိုးမှာအိမ်အဆောက်အဦကိစ္စအုပ်ချုပ်မှုဥပဒေရေးကြအိမ်တော်ရဲ့အိမ်တွင်းရေးဆိုင်ရာကိစ္စငွေအချင်းကတွေးတောင်းတွေးဆက်ငွေကြေးဆိုင်ရာလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျ အဒီလိုနေမျိုးမှာစနေသားမျိုးများကံတရားရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အနီရောက်အဖြူရောက်ညများပါတဲ့ဝေစားသုံးဆောင်တွေကိုအာပြုဝစ်စင်သုံးဆွဲတင်ပါတယ်ကံကောင်းလက်ရှင်နေတဲ့ကနန်းတွေနဲ့ပတ်တွေကတော့တိကနန်းနှစ်ကနန်းတို့ဖြစ်ကြပါလေဗျဒီနေ့ပါမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်တော့ဘာရောင်းတာပဲဖြစ်ဖြစ်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာပဲရောင်းရင်ရောင်းရင်ကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းတွေလုပ်ငန်းသုံးပစ္စည်းတွေကို အင်ဂျီလေးတစ်ထည်နဲ့အင်ဂျီဟောင်းဟောင်းတင်းတင်းအစင်ပြာအင်ဂျီလေးတစ်ထည်နဲ့ရိုက်ပုတ်ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မရှိနွမ်းပေါင်းသူတွေကိုအကျော်ဝယ်ကျွေးတာလို့အင်ဂျီကိုအင်ဂျီဟောင်းလူထမ်းဒါနပြုခြင်းအဖြစ်ကံရရဲ့အထောက်ပံ့တွေရရှိနိုင်ကြမှာဖြစ်ပါတယ်ခင်ဗျာကဲမိတ်ဆွေပေါင်းကြီးပွားတိုးတက်အောင်မြင်ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ။ 感觉。